ါခင်ဗျဆရာငယ်ပါခင်ဗျဆရာတို့ဘာလို့လုံးနဲ့အချိန်တွေတွေပြောင်းလာတာအခုဆိုရင်2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်အင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ဒကလာရှောင်းရံဆောင်ရံအတွက်ကန်ဂျမာဟောစတန်ကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဥစွာပထမကဘာမှမဟောကြားမြင်အင်္ဂါသားသမီးမိတ်ဆွေတို့2025ခုနှစ်အမိတ်ဆွေတို့ဒီနှစ်အတွင်းမှာမိတ်ဆွေတို့စပီကာရဲ့ဆယ်လအတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေဘယ်ယာရီအဖက်တင်ခဲ့တယ်လဲမိတ်ဆွေတို့အတွက်ဒီတစ်နှစ်က ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားပြီးခဲ့တဲ့ကာလမှာကံဆိုးတဲ့နှစ်များဖြစ်ခဲ့ပြီသလားသို့မဟုတ်မတင်မကြလေးပဲဖြစ်ခဲ့ပြီသလားဆိုတာဆရာကိုဆရာဟောတဲ့လစဉ်လာတဲ့ hospital တွေမှာဖြစ်ဖြစ်တနစ်စာ hospital တွေကတိုက်ဆိုင်မှုတွေရောရှိရလားဆိုတာဆရာကိုမှတ်မိကြပါအောင် review လေးရေးပြပါအောင်ဆရာလေ့လာရှင်းလို့ပါကောင်းပြီမိတ်ဆွေ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်အင်္ဂါသတိမိတ်ဆွေများရဲ့ကံကိုဆရာကတာရော့နဲ့ဥစွာဆွဲလိုက်ပါမယ်မိတ်ဆွေအင်္ဂါသတိများမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လုပ်ငန်းတစ်ခုခုအလုပ်တစ်ခုခုကိုလှုပ်ဆောင်ကျင်နေတဲ့စိတ်တွေဖြစ်နေတာမျိုးမိမိတို့ယင်ထဲမှာငွေကြေးနဲ့ပတ်သက်လို့ထက်စီးပွားရေးနဲ့ပတ်သက်လို့ထက်အဆင်ပြေရင်တော်ပြီအေးချမ်းမှုထက်ငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုအလိုရှိနေသောစိတ်မျိုးလေးတွေဖြစ်နေတာမျိုးကြုံရတတ်ပါတယ် ဒါအပြင်ခရီးသွားခြင်းတဲ့စိတ်တွေခရီးထွက်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာမဲ့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ခရီးထွက်ခြင်းကလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားခြင်းခရီးထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်ရလုဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံရဲ့အထောက်အကူများစွာရရှိမဲ့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတ်တာတော့ဒီမှာဆို မထင်မှတ်ဖဲနဲ့ခยีထွက်ရခြင်းတွေခยีသွားရခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့နေရာတိုင်းရင်းအပြောင်းအရွှေ့တွေကြုံရတာမျိုးယာဟုလုံငါကိုင်ကန်နဲ့ပတ်သက်ရင်ယာဟုတိုးခြင်းကြောင့်ဖြစ်စေယာဟုတက်ခြင်းကြောင့်ဖြစ်စေနေရာတိုင်းရင်းအဆောက်အဦနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲနဲ့ဒုတက်မှုတွေရရှိတတ်တဲ့လာဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသာသမီများအနေနဲ့ငဘူကလုံငန်းကိုင်ကန်လုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလှုပ်ရှင်နေတဲ့မိတ်ဆွေများရှိတို့ဆောင်ရလွတ်ဆောင်မှာနေရာတိုင်းရင်းအဆောက်အဦနဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ရှင်နေတာမျိုးလုပ်ငန်းပြောင်းအလုပ်ပြောင်းနေတဲ့မိတ်ဆွေများ တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့မိဆွေများအတွက်တော့ဒီလဟာရေရဲကြီးနဲ့ပြောင်းလဲပြီးတော့ဆုံးဖြတ်ချက်တွေချရင်အောင်မြင်တိုးတက်ခြင်းနဲ့ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုနဲ့အနာဂတ်အတွက်ထောက်ကူဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်ရင်တော့ဘာကိုပဲဖြစ်ဖြစ်ဒီလဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်ပေါ်လာတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူလေးတွေကြားထဲမှာအပြိုင်ဆိုင်ရဲ့ကြားထဲမှာရုံးထွက်တာမျိုးပုံမှန်လုပ်နေကြအလုပ်ကိုပဲလှုပ်သွားရင်ကိုအပြိုင်ဆိုင်တွေတိုက်ခိုက်တွေဘီကနေကင်းဝေးကင်းရှင်းသွားပြီးတဲ့အခါ ပြိုင်ဆိုင်မှုတွေအားတာပြီးတော့ကိုကပဲဇွဲကလေးထည့်ပြီးလှုပ်တာမျိုးဖြစ်စေပုံမှန်လုပ်နေရင်းနဲ့ပဲအဲ့ဒီအပြိုင်ဆိုင်တိုက်ခိုက်တွေကကျင်းဝေးသွားစီမှာအထင်ရှားပဲဖြစ်တယ်ခင်ဗျာ။ကောင်းပြီ။ထို့ပြင်မိတ်ဆွေအင်္ဂါသားသမီးတွေယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးတာမျိုးယာဉ်တက်တာမျိုးတွေကြုံရတတ်တယ်။ထို့ပြင်အထယ်လိပ်လုပ်ငန်းတွေအခြေတို့ဆောင်ရလှုပ်ဆောင်မှာအဲ TT ဖက်နက် online social media နဲ့ပတ်သက်တာမျိုးတွေခြေလို့ဆောင်ရလှုပ်ဆောင်မှာ ဘာသာရေးဆိုင်ရာအိစာလေးတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်တင်ပါတယ်အများအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိစဉ်းစားတွေးခေါ်ထားသောအကြံတွေကိုချပြရမျိုးဖြစ်စေဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းအဖွဲ့အစုအဝေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာအကြံဉာဏ်ကောင်းတွေကိုထုတ်ပြရမျိုးလေးတွေအလူကြီးတို့အကြီးအကဲတို့အုပ်ချုပ်သူတို့ပါတီအမတ်တို့အစရှိတဲ့အရာလေးတွေဖြစ်ရမျိုးလေးတွေ အမိမိရဲ့လုပ်ငန်းတွေအလုပ်အတွင်းရက်ကအတွင်းမှာကိုယ့်ကိုခေါင်းဆောင်ခံလာမျိုးဥဆောင်မှုတွေရရှိတတ်သောကာလဖြစ်ပြီးတော့အုပ်ချုပ်မှုတွေအဲစီမံမှုတွေမန်နီမန့်တွေစရင်ကြိုင်တွေစရင်စရင်စရားနဲ့ပတ်သက်တာလေးတွေမှာခြေတူအားသာပြီးတော့တိုးတက်နိုင်ရောလှဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုလို့ရှိရင်တော့လက်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေခြေတူဆောင်ရလှုပ်ဆောင်မှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲလက်စစ်ပစ္စည်းတို့ fancy ပစ္စည်းတို့ ဓာတ်ဆီတို့ဒီဇယ်တို့လောင်စာဆီတို့ဒေါ်လာတို့စားတော့ကုန်လုပ်ငန်းတို့စံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတို့အဲဆေးဝါးဆိုင်ရာလုပ်ငန်းတို့ခရီးသွားဆိုင်ရာလုပ်ငန်းတို့ပို့ဆောင်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတို့အများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအခြေတူဆိုင်ရာလုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိတတ်ပါလေခရီးထွက်တတ်တာမျိုးဘာသာရေးကြီးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်ယာတူတိုးတာမျိုးယာတူတက်တာမျိုးပဲဖြစ်ဖြစ် ခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေဂျုံဟတ်တတ်သောကာလဖြစ်ပြီးတော့တည်င်းကောင်းတွေလည်းများစွာကြာရတတ်ပါလေ ်ပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိရဲ့ပညာနဲ့ပတ်သက်ပြီးတော့ဖြစ်စေအသိပညာအတတ်ပညာတွေကိုလေ့လာသင်ယူပြီးတော့လက်တွေ့ကြကြအသုံးချရတာမျိုးဒါသမိပညာရေးကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းတာမျိုးတသမိတွေရဲ့အဆောင်ချအခုကြီးလေးတွေအဲငဘောကစိုးသောတသမိကိစ္စတွေတောင်လက်ရှိကာလမှာအထောက်အကူရရှိတာမျိုးတပည့်လက်သားတွေရဲ့အခုကြီးကိုများစွာရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါလူတွေမဲလာမဟုတ်သေးဘူး အဲမိတ်ဆွေတို့အနေနဲ့မမြင်ရတော့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေဝိဇာဇော်ကြီးတပတိအစရှိတဲ့ပုံကိုယ်တွေရဲ့အထောက်ပံ့ကောင်းကြီးရရှိတတ်တဲ့အတွက်ဘာသာတရားလုပ်နေနေအစဉ်မပြေမှုတွေဆိုတာဘာလဲလို့မေးရတော့အောင်ရရှိမဲ့အတွက်တော့မိတ်ဆွေတို့ရဲ့ယုံကြည်ရာဘာသာတရားရဲ့ကျင့်ဝတ်နိနာဆုံးမမှုလေးကိုလိုက်လံပြီးတော့အာယုံပြုဝိပြုပြီးတော့စုတောင်းထောက်ခနာပြုခြင်းအဖျားစာယူခြင်းတရားထိုင်ခြင်းပရိစိတ်ခြင်းတွေအကြောင်းကံစီရတိမ်ပရဝံအစရှိတဲ့ကုသိုလ်ဒါနာဖြစ်စီတော့အကြောင်းတရားတွေများများလုပ်နေနေ များများကန်ဆာတာတက်နေပြီဆိုတော့ကာလာပိုင်းချဖြစ်ပါတယ်မိသားစုဝင်အတွင်းမှာအချုပ်အနှောင်ဖြစ်နေသူတွေဝေးကွာနေသူတွေအဆက်အသွယ်ပြန်လည်ရရှိတာမျိုးဆွေမျိုးသားချင်းတပည့်လက်သားတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးတွေဂျုံဝတ်တက်တော်လာဖြစ်ပြီးတဲ့အခါမိတ်ဟောင်းစုရောင်းနေနဲ့ပြန်လည်တွေ့ရှိတာမျိုးတွေရရှိပြီးတဲ့အခါအထောက်အကူများစွာရရှိမဲ့ကာလာဖြစ်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေခြေတူဆောင်ရလို့ဆောင်မှာပြည်တွင်းခရီးသွားပဲဖြစ်ဖြစ်ပြပရဝေးခရီးသွားပဲဖြစ်ဖြစ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေကြံ့ကြာနေတဲ့မိတ်ဆွေများဒီကာလမှာရှေ့တူဆောင်ရလောက်ဆောင်ရင် အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေရှိတာငှားတာလေးဒီမှာကျင်းနေပါတယ်စုံနာမျိုးလေးတွေဖြစ်တတ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးကိစ္စမှန်လည်းမဟုတ်ဘူးတစ်ချိန်ထပ်ပို့ပြီးတော့လောက်ခေါဆောင်မှာအောင်မြင်တာမျိုးလေးတွေရန်စရာရှိတဲ့အကျိုးတွေကိုတော့ပြန်တောင်းရင်နှစ်ချိန်နှစ်ခါတော့တောင်းရတာမျိုးလေးတွေကိုယ်ဝင်နေကိုအနှဲ့ငယ်လေးစိတ်ညစ်စိတ်ညစ် ညင်ညူကတက်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ချီးတာငါတာလေးတွေမှာတော့ငွေကြီးကိစ္စလေးတွေချင်းဆိုတဲ့အခါမှာနှစ်ကြိမ်ပြန်လောက်ရတာမျိုးလေးတွေဂျုံတက်တဲ့အတွက်တော့အင်္ဂါသတိတွေဒီတစ်ချက်ကိုတော့သတိပြုစင်ကြရလိုအပ်ပါတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တာမျိုးလေးတွေဂျုံအပ်တတ်ပါတယ်အခြေအေးမှာဆိုရင်တော့လူငယ်တွေအနေနဲ့အခြေအေးနဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်လေးတွေကြောင့်မိမိရဲ့အခြေအေးနဲ့ပတ်သက်လာရင်ကိုကတဝင်တူရိုးစွန်းမှုလေးတွေကြောင့်တစ်ဖက်မှာတစ်ဖက်လူရဲ့ညီညွတ်ခြင်းအဲတစ်ဖက်လူရဲ့အဲဆွမ်းနာဖို့ပေါ့ကြုံမောခြင်းခံရတတ်သောကာလ လာဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အရှိရင်းနဲ့ပတ်သက်လာရင်တော့ဘာလို့မဆိုလက်တွေ့ကြကြတွေ့မှသာစဉ်းစားဆုံးဖြတ်ဆောင်ရွက်စီလို့ပြီးတော့မိမိချစ်သောမြတ်လူသောသူတွေကိုပြောဆိုတဲ့အခါမှာတော့ဆိုရှယ်မီဒီယာကနေတစင်ပြောဆိုတာမျိုးအအောင်တွေတော်လေးချာပြီးတော့ပြောဆိုတာမျိုးလေးဟာအမိမိတို့ရဲ့ချစ်သောမြတ်လူသောသူရဲ့အထောက်အကူကိုရရှိတတ်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောဆိုတာမှာဆန္ဒနဲ့ဘဝလွဲချော်မှားယွင်းမှုတွေဖြစ်တတ်တဲ့အတွက်တော့ဒီချက်လေးတွေမှာအတိပြုစင်နေရအတွက်တော့အင်္ဂါသာသမီးမိတ်ဆွေများလိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့သမီးစားများအနေနဲ့ရတော့ နဂိုကဝေးကွာနေသောသမီးသားများခྱི་တူတူထွက်လာတာမျိုးလေးတွေခྱི་သွားရခြင်းမျိုးလေးတွေပြန်လဲစုံစည်းရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလက်ထပ်ခြင်းကောင်းပုံပါလေခင်ဗျာထို့အပြုပဲမိတ်ဆွေတို့အနေနဲ့နှစ်လပေါင်းမှာတရွက်ဆိုတဲ့အတိုင်းအိမ်တော်ပြုရန်စိတ်ဆက်ရန်တိုင်းမထားသောမိတ်ဆွေများဒီလမှာလူကြီးမိဘများတွေ့ဆုံခြင်းစကားပြောခြင်းစိတ်ဆက်ခြင်းတွေအထောက်အကူများစွာရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည် ထိကံအင်မတန်ကိုစမ်းလို့ကောင်းပြီးတော့ဒါနာသိတိနဲ့လေဒီဒဇာမောလာပြည်နေဟာရရှိနေတဲ့အတွက်ကြောင့်မလို့ထိကံစမ်းခြင်းထီထိုးခြင်းတွေရရှိတတ်တော့ကာလဖြစ်ပါတယ်ဘာသာရေးကံရဲ့အထောက်အပံ့ကိုရရှိစေဖို့အတွက်အဋိဌံပြုလို့တပါဆိုရင်တော့တန်မာတန်ဘုတော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့7ရက်တိတိအဋိဌံဝင်လိုက်ပါကမိတ်ဆွေတို့ရဲ့အခက်ခဲတွေပြေလည်ကောင်းမှုပြီးတော့ကံကောင်းမှုတွေရရထင်းတော့ကြံ့ကြံ့မှုမရှိပဲဟောယရနာစင်ကြောက်ဇေတောက်တို့ကိုရရှိလာမယ်လာဖြစ်ကြောင်းထက်လောက်ပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီ မိတ်ဆွေတို့ဒီတလားတာတို့ပြမှာဆိုရင်အပေါင်းနဲ့မိတ်ဆွေတွေရဲ့အခုညီကိုရရှိတတ်သောကာလဖြစ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းမိတ်သစ်ဆွေသစ်တွေရဲ့အထောက်အကူများစွာရရှိတတ်သောကာလဖြစ်ပါတယ်အမွေရရှိတတ်ပါတယ်တို့ပြင်ငွေကြီးနဲ့ပတ်သက်လာရင်လုံခြုံရေးငလဲဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်နေရာထိုင်ရင် OA Champion ယာဉ်လုပ်ငန်းကနေဂျင်းတီပေါ်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်သောကာလဖြစ်ပါတယ်စက်ပစ္စည်းစာချုပ်ကိစ္စအဲ ချစ်တို့ဆောင်ရလွတ်ဆောင်လို့ကောင်းသောကာလပိုင်းချဖြစ်ပြီးတော့ထူးထူးခြားခြားဒီလက်ဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့မထင်မှတ်ထားလောက်အောင်အထောက်အကူတွေအကြံစီကောင်းတွေရရှိတတ်တဲ့အတွက်တော့အင်္ဂါသတိမိတ်ဆွေများအဖို့တော့ဒီလက်တာတော့ဒီမှာဆိုရင်ဆက်ပစ္စည်းတို့အထယ်လိတ်တို့ TT ဖနက်တို့အစရှိတဲ့လုပ်ငန်းတွေဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့ဧကောင်းဧတာလာတတ်သောကာလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာမထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဖျားပုံတော်လို့ဝင်လာတာမျိုးလေးတွေ ခရပစ္စည်းလေးတွေလက်ဆောင်ရရှိတာမျိုးအဆောင်လက်ွက်လေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေရရှိတဲ့အခါထုံနေကိုအစွဲပြုပြီးတော့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလောက်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲမိမိတို့အနေနဲ့ဝိစာဇောကြီးတစ်ဖက်သီးလေးအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့အဲဘာသာရေးဆိုင်ရာလောကီပညာတွေကိုလေ့လာလိုက်စားသင်ယူကြတဲ့ဘက်ဆိုရင်လေဒီကကမှရှေ့တူဆောင်ရလောက်ဆောင်မှာပကြီးတို့ဗပုတို့ဘေးဒင်းတို့ဗေဒတို့စံကြံတို့အဆက်ရှိတဲ့ကိစ္စလေးတွေကိုလည်းဒီလမှာရှေ့တူဆောင်ရလောက်ဆောင်ရင်အောင်မြင်မှုနဲ့တူတက်မှုတွေကျင်းသေးပါဦးရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ငကူကစီးနဲ့ပတ်သက်တော့မိတ်ဆွေများသတိပြုစင်ခြင်းမှာစီးနဲ့ပတ်သက်တာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေသတိပြုစင်ခြင်းရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်ဆောင်ဘက်ရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကြောင့်အိမ်ဆောင်ဘက်ရဲ့အဆင်မပြေမှုလေးတွေကြောင့်နည်းနည်းလေးပတ် စိတ်ငြိရတာမျိုးလေးတွေတာယာမှုအားနေတာမျိုးလေးတွေဂျုံဟတ်တက်တော့ကာလာဖြစ်ပြီးတော့အိမ်ဆောင်ဘက်ရဲ့အစင်မပြေမှုတွေကြောင့်ကိုပါလိုက်ပြီးအစင်မပြေတာမျိုးအိမ်ဆောင်ဘက်ရဲ့ကျမ်းမာရေးအညံကလေးတွေကြောင့်မိမိကပါလိုက်ပြီးညတ်တက်တော့လာအလီဖြစ်တတ်တဲ့အတွက်တော့အိမ်ဆောင်ဘက်အစင်ပြေရင်ကိုစင်ပြေပါလေငဘူကမိမိအိမ်ဆောင်ဘက်မသိအောင်ဇနီးမရလင်းအောင်ချမ်းမသိအောင်လှုပ်ထားတဲ့ပြဿနာကိစ္စလေးတွေငွေကြေးကိစ္စလေးတွေဘူးပေါ်သူပေါ်တတ်တဲ့အတွက်တော့တတိယဆင့်ပြေရန်လိုအပ်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ ထို့ပြင်လက်ရှိဒီလာတာတော်တယ်မှာဆိုမထင်မှတ်ဖဲနဲ့ခྱི་ထွက်ရတာမျိုးတွေခྱི་သွားရတာမျိုးတွေကြောင့်ငွေကြီးနဲ့ပတ်တိုင်းတော့ငွေကုန်ကြီးကြငင်ဟရတက်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာလူယုံမလွယ်ပါနဲ့လူယုံတက်တတ်ပါတယ်ထို့ပြင် လုပ်ငန်းသူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတတ်တာမျိုးတွေဒီမိမိရဲ့လုပ်ငန်းကိုမကောင်းတဲ့အထက်ပညာတွေအင်းနေအင်းတိုက်တွေသင်ယမ်းမီတွေဆုံးတိုက်တွေလူစုထိုးတွေအထောက်တွေအစရှိတဲ့မကောင်းတဲ့ပညာတွေနဲ့ရောင်းမကောင်းအောင် လက်ပိတ်အောင်ကြန့်ကြာတက်တဲ့အတွက်တာမန်ထက်ပို့ပြီးညံ့နေရင်တော့ဖြင့်မိတ်ဆွေအင်္ဂါသာသမီးတွေဟာဒါလေးတွေကိုတတိထားဆင်ကြပြီးတော့အထက်ပညာတွေအတိုက်ခိုက်တွေကိုဖယ်ရှားရှင်းလင်းရန်အတွက်တော့လူအကြောင်းနဲ့ထက်လောက်ပြောကြားအကြံပြုလိုက်ပါရစေခင်ဗျာဒီလက်တာတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကနတ်ဟာဆိုရင်တော့ဖြင့်၃ကနတ် ငါးကနန်း၆ကနန်းနေရာမိတ်ဆွေတို့ရဲ့အကန်ကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါလေခမရအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဇနီးသားသမီးတို့ကြာစာပေးသားသမီးတို့နဲ့တွေ့ပတ်လို့ရင်ကံရဲ့အထောက်အကူရရှိတတ်တော်လာဖြစ်ကြောင်းလဲထားလုံးပြောကြားလိုက်ပါရစေခမရပြည်တွင်းခရီးသွားလုပ်ငန်းတွေပြည်ပခရီးသွားလုပ်ငန်းတွေဘာသာရေးဆိုင်ရာအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေအစုအဝေးအများနဲ့ပတ်သက်ပြီးဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာတော့အသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစေတော်လာဖြစ်ကြောင်းလဲထားလုံးပြောကြားလိုက်ပါရစေခမရကျမ်းမာရင်းနဲ့ပတ်သက်လို့ချင်း ညံ့လာတာပဲဖြစ်စေစီးပွားရေးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာမျိုးစုံနဲ့ထင်မှော်ကြံ့ကြံ့မှုလေးတွေကြုံရပြီဆိုရင်တော့ဒေဂျာလာပဲမိတ်ဆွေမိတ်ဆွေတို့အနေနဲ့ရွှေဝယ်ထားတာမျိုးတွေကြောင့်ဖြစ်စေလူများအိမ်ညာနေဝင်ထားတာမျိုးတွေကြောင့်အဝင်မတော်လို့ရုတ်တရက်မထင်မှပဲညံ့သွားတာမျိုးလေးတွေဖြစ်တာမျိုးရွှေပြောက်တာမျိုးလေးတွေအထမ်းမှားတာမျိုးလေးတွေဆိုရင်လည်းကိုယ့်ရဲ့ကိုယ်စောင့်နှက်ကရွှေပြောက်ခြင်းဟာ ကိုဆောင်ကကံညံ့ပြီလို့ဆရာတို့ logic နီးဒီကျမ်းတွေမှာလည်းပြထားတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ချွေပြောက်တာမျိုးပတ်စံပြောက်တာမျိုးအထားမှားတာမျိုးလေးတွေဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလမှာမိမိရဲ့ကံလေးကိုမကြခင်မှာနည်းနည်းလေးအထင်းငော်လေးတွေကြုံရတော့မယ်လို့သိထားပြီးတော့တတိပတိနဲ့ဆောင်ရွက်ရင်အောင်မြင်တိုးတက်မှာအတိအကျဖြစ်ပြီးအစင်မပြေနိုင်စရာဘာတကြောင်မှမရှိပါဘူးဒီလက္ခဏာတော်တွေမှာဆိုပညာရေးကြောင်ဂုံတင်ကျော်စောခြင်းတွေဘဝင်းကျင်မှာမိမိရဲ့ကောင်းခြင်းဂုံတင်လေးတွေကျော်စောတက်တယ်လို့ အိမ်ဆောင်ကြီးနဲ့ပတ်သက်လို့ငကူကအရှုံရှင်းရှိတဲ့မိတ်ဆွေများဟုတော့အိမ်ဆောင်ကြီးပဋိပက္ခပြဿနာလေးတွေအဟောင်းကနေအစ်စ်တပုတ်လေးတွေရိုးစွဆွဲခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းကျင်ရအတွက်တော့ထထောင်းအကြံပြုပြောကြားလိုက်ပါရစေအင်္ဂါသသမီအမှုပညာရှင်မိတ်ဆွေများသင်ပေါ်ကြော်ကြားမှုနဲ့ပတ်သက်တာမျိုးအဖွဲ့အစည်း social media social influencer လမ်းစာလုပ်တဲ့မိတ်ဆွေများ artist လုပ်တဲ့မိတ်ဆွေများဟုတ်ကတော့မိတ်ဆွေတို့အနေနဲ့အဲမကောင်းတဲ့သတင်းတွေကိုယ့်ကိုနာမည်ဖျက်လိုတဲ့သတင်းတွေ ိုက်ခိုက်ခံရတာမျိုးလေးတွေမကောင်းတဲ့ကြော်စောမှုတွေတင်နေဂျုံကတက်တဲ့အတွက်တော့အင်္ဟာသောသမီးအမှုပညာထင်ပေါ်သောကြော်စောသောမိတ်ဆွေများဟိုကတော့ဒီကာလမှာသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဟာသောသမီးတွေဟာဒီလက်ကအတော်တည်းမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောလက်ကုပ်လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာမိမိတို့အနေနဲ့ဟိုမိမိတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စအလုပ်တဲ့အခါမှာအမိုးပြာရအောင်လို့အပြာရအောင်လို့သို့မဟုတ်လို့ရှင်အစိမ်းရအောင်လို့များများပါတော့အကြောင်းမျိုးကိုဝတ်ဆင်ပြီး ်ပြောဆိုလုပ်ဆောင်ရင် အောင်မြင်တုတ်တက်ပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးစီတော့အရဟာတော့အနောက်တောင်တောင်ရဖြစ်ပြီးစန်းတီယာအရကတော့အနောက်ရဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစီတော့အဲနေသားအနေနဲ့ဆိုရင်စနေကြသာရိသားသမီးတွေနဲ့တွဲလုပ်တာမျိုးပါမိစုလိုရကံကိုတုတ်တက်ကောင်းပြီးကံကောင်းစီပါတယ်ဘာသာတရားမမိပါနဲ့ဗဇက်ကဖျားဆိုရင်ငွေကြေးကံဟာလေဒက်ဖလက်ဒိုင်းတို့တိုးတက်ပြီးတော့ကန်တက်လာမှာအတေချာပဲဖြစ်ပြီးတော့အတိုက်ခိုက်အကြိုင်ဆိုင်တွေကနေရုံးထွက်တိုးထွက်လာမှာအတေချာပဲဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်မိတ်ဆွေတို့ဒီလာတာအတော်တွင်မှာဆိုလို့ရှိရင်တော့လုပ်ငန်းအလုံးနဲ့ပတ်သက်လာတဲ့အခါမှာအဲသတိပြုစင်ခြင်းမှာအပြိုင်ဆိုင်တိုက်ခိုက်တွေပေါ်တတ်တာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးတာမျိုးတွေစကားပြောမှားတာမျိုးတွေကြောင့်ကိုယ့်အပေါ်မှာဖိအားလေးပေးတာမျိုးတွေဂျုံအပ်တဲ့အတွက်တော့အင်္ဂါသာသမီးမိတ်ဆွေများအထက်လူကြီးအကြီးအကဲနဲ့ပြောဆိုဆက်ဆံထိတွေ့တဲ့အခါမှာတော့တတိကလေးမပြတ်ထားပြီးတော့ပြောဆိုလှုပ်ဆောင်မှလာအောင်မြင်တို့တက်နိုင်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းပုံတွေဝယ်ပုံတွေကိုအယောက်တို့အယောက်ဖက်စီဖို့အတွက်ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာ ခရင်ကလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုံပြီးတော့ရောင်းဖက်ပါစေဟဲ့ရောင်းဖက်ပါစေဟဲ့နင်လားဟဲ့ရောင်းဖက်ပါစေဆိုပြီးတော့ပြောဆိုရောင်းလိုက်အယောင်းသူအယောင်းဖက်သွားစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာဒီလာတာတော့တွင်မှာဆိုရင်ရွှေဝင်တာမကောင်းပါဘူးလူဝင်တာမကောင်းပါဘူးတကယ်လို့ညအိညာနေမဖြစ်မနေရွှေဝင်တာမျိုးလေးတွေဆိုရင်တော့လူများအိထွက်တာမျိုးလူချင်းနှောင်းဝင်လာတဲ့အခါမှာလဲရွှေကလေးဇတိကလေးပေါင်လိုက်တာမျိုးလုပ်လိုက်မိတ်ဆွေတို့ရဲ့ကံညှောင်းတွေမရှိပဲထင်းငေါ်မှုတွေမရှိပဲကံခေါင်းအာသာပုတ်တက်စီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာ အဆက်ဆက်ရဲ့ရာအစဉ်ပြီးအောင်ရင်တိုးတက်စီရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျန်းမာရေးကောင်းစီရန်အတွက်လေဆေးကလေးတွေလူလာမျိုးကန်စာတာတက်စီရန်အတွက်အဲရက်စားတို့လေဆေးတို့လိန်ဆေးတို့ဒါမျိုးလေးတွေကိုများများလှူပြီးတော့ကန်စာတာတိုးတက်အောင်ဆောင်ရွက်ရင်ကံလေးတက်ကုသိုလ်လေးရရေတရာလေးဖြစ်နေဘလောက်မှိုက်တော့ဗျာနော်ကောင်းပြီဆိုတော့အဆက်ဆက်ရဲ့ရာအောင်ရင်အစဉ်ပြီးတိုးတက်စီဖို့အတွက်ဘာလို့လို့ဗုဒ္ဓဘုရားသမီးတို့ဗုဒ္ဓဘုရားတို့မှာတတိပြုစင်ရင်လှူဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်တနင်္လာသာသမီးတွေဟာလည်း တနင်္လာရက်တွေဟာလည်းထင်းငေါ်ကြံ့ကြံ့မှုလေးတွေနည်းနည်းကြုံပြရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေမိမိတို့အနေနဲ့အဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်စီရမပြောမီရေရံပြောမီဆရာငနာဖေးတွေမိရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးပြချောင်း7902904160 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 6050 9000ငါးနှစ်မှာဆက်သွယ်မိမြန်းနိုင်ကြောင်းနဲ့အဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်စီရံတို့ကမိတ်ဆွေတို့အနေနဲ့ပြုလုပ်ရမယ် ရတရားအနေနဲ့မပြောမိလိုရာမှုပြုမှုစောင့်ရတိုင်းမှာအဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်ဇေယျလုံးကတရက်သီးသို့မဟုတ်ရင်ဆရာတို့6သီးသို့မဟုတ်ရဲရုံသီးလေးတွေကိုမျက်စွာဖေးအောင်မှလှူဒန်းသွားတာမျိုးလေးတွေပြုလုပ်ပြီးတော့အဲသွားပါဒါဆိုရင်အောင်မြင်ရေးတိုးတက်ခြင်းတွေရရှိပြီးတော့လိုရာကိစ္စကလေးကိုပြုမှုစောင့်ရတဲ့အခါမှာအဲဆရာတို့သူရတ္တိကာတာရွတ်သွားတာမျိုးတန်ဖို့တိကာတာရွတ်သွားတာမျိုးလေးတွေပြုလုပ်ရင်အောင်မြင်တိုးတက်မှုတွေအထင်ကောင်းမရှိပဲအောင်မြင်မှာပါအဆက်ဆက်ရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ် ရေဒီယာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာအင်္ဂါသမီးမိတ်ဆွေများဒီတလတာလုံးမှာအဆက်ဆက်တွေကအစဉ်ပြေပြီးငွေရိတ်ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ200ရံလေးတိရွတ်လိုအပ်ပါတယ်200ရံလေးတိရွတ်ပေါ်မှာပတ်စံလေးတိရွတ်ပေါ်မှာဒီဘက်ကအစိမ်းရောင်ဖျောင်းတဲ့ဒတိုင်းကိုထွင်းမှာဒီဘက်ကအနီရောင်ဒတိုင်းကိုထွင်းမှာဒါပြီးတဲ့အခါအစိမ်းရောင်ကလေးကိုတတိုင်းကိုမိမိဆရာမိတ်ဆွေများခင်ဗျာနော်မိမိပြီးတော့အစိမ်းရောင်လေးကနေစပြီးစိမ်းပြီးတော့ညီထွင်းမှာအတိုက်ခိုက်ရဲ့ကင်ငွေလဲဝင်သွားပါမယ် နေရာနဲ့နေ့တရက်ကိုဖြန့်လိုက်ပါဒီဘက်မှာအစိမ်းရောင်တစ်တိုင်းဒီဘက်မှာကအနီရောင်တစ်တိုင်းကိုမိတ်ဆွေတို့ရဲ့အမြင့်တနေရာဇပွဲတင့်တော်တဲ့နေရာဈေးဆိုင်မှာเนาะထွင်းပြီးတဲ့အခါကျတော့အတိုက်ခိုက်တွေပြင်းပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်အဆက်ဆက်တွေကပိတ်နေတဲ့လက်တွေပွင့်လန်းပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရယတနာစင်ကြောက်တွေဇေတောက်တိုင်းကစားနိုင်လို့ တက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့လို့စီးစဉ်ဥစ္စာများတိုးဝကြပါစေကျောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ကဲအင်္ဂါသာသမီးမိတ်ဆွေအားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်တစ်ခါမှာတော့ဗုဒ္ဓဖူးရာဟုသာသမီးတွေနဲ့ပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျာကျေးဇူးတင်ပါ